Ta <laughs> မင်္ဂလာပါရှင်စပါရီခေတ်သင်မန္တလေးတွင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရင်ဇွန်လ9ရက်နေ့နောက်ဆုံးရသတင်းတွင်သူများကို တင်ဆက်ပေးနေရပဲဖြစ်ပါရဲ့ရှင်ပထမဆုံးဘုံနေနေ <laughs> 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 စီဆိုင်မြို့နယ်မှာပြည်သူ6000ကျော်ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်များကမောင်းထုတ်ပြီးဝီရောဖျားဝင်းတွင်တွင်ထိမ့်သိမ်းထားဆွေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပအိုးကူပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်အတွင်းရှိကျေးရွာအုပ်စုနှစ်ခုအတွင်းမှပြည်သူ6000ကျော်ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်များကမောင်းထုတ်ပြီးဝီရောဖျားဝင်းတွင်ဖန်စီထိန်သိမ်းထားကြောင်း PNL သတင်းနှင့်ပြန်ကြားရေးဌာနသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူခရိုင်းရန်ကပြောကြားထားပါသည် ဇွန်လ9ရက်နေ့စီဆိုင်မြို့နယ်တောင်ကျောချင်းရွာအုပ်စုအတွင်းရှိတပူးထိုရွာ၊ကောင်ထိုရွာ၊လွယ်ငုံးရွာ၊နောင်ဘူးရွာ၊ပင်ဆက်ရွာနှင့်တောင်ရှိကျေးရွာအုပ်စုအတွင်းရှိနောင်ထော်6ရွာ၊ကလားလန်းရွာတို့တွင်နေထိုင်သည့်ပြည်သူ6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားကကျေးရွာတွင်မှအပီးပိုင်ထွက်ခွာကြရင်စကောင်းစီလောက်ခန့် PNO ပြည်သူစင်များကမောင်းထုတ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ တို့ဆိုင်ရဆိုရင် ပြည်သူလူထုကစစ်ဘေးတန်မခံချင်လို့စစ်ဘေးရှာစခန်းသွားနေရတို့တောင်ရထဲသွားနေရတွေလည်းတို့ကမပေးလို့ဘူးအဲ့ဒီမျိုးတော့ဖျားဝိုင်းထဲကိုအကုန်လုံးသွားဆူရမယ်ဆိုတဲ့အမိန်မျိုးပေးလာတာဖြစ်ပါတယ်တာကကြေးရွာတွေမှာရှိတဲ့ပြည်သူလူထုအားလုံးကိုဖမ်းပြီးတော့ထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ပီအနိုအနေနဲ့ကဒါကိုပြန်စင်းစားရမှာဖြစ်ပါတယ်။ကိုဖွဲ့စီကစာတင်တီထောင်ခါစာကလေးကလူထုရဲ့ထမင်းနဲ့ကြီးထွားလာတဲ့အဖွဲ့စီတစ်ခုဖြစ်တဲ့ပုံ။အခုကြတော့ ခရိုနီနှွေဝင်းထွန်းရဲ့အကျိုးစီးပွားကိုကာကွယ်ရင် ကို့ပိုးလူမျိုးတွေကိုဒီလိုမောင်းထုတ်နေရတာပြန်ဖန်းနေရတာလောက်ရချသလားလက်ပြလုံးရင်လားဆိုတော့ကို့ဘာသာကိုပြန်မေးဖို့လိုပါတယ်ဟုဖီယန်နာလေးသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရဲ့ငါပြောဆိုထားပါတယ်ထို့ပြင်ဂျေရာတင်မထွက်ခွာပြီးရင်တော့တာယာနဲ့စေပေရှောင်းစခန်းများ၌တာယာနေထိုင်ခြင်းမပြုဘဲ၎င်းတို့ထိန်ချုပ်ထားရာစီဆိုင်မြို့နယ်ဖျားဖြူကျေးရွာရှိ ဝေတော်ဖျားဝင်တွင်တွင်သာနေထိုင်ရမည်ဖြစ်ကြောင်းဇွန်လ15ရက်နေ့တွင်အပီထွက်ခွာခြင်းမပြုသူများကိုတာဝန်ယူမည်မဟုတ်ဟုကြေရွာများသို့ပေးပို့စာတွင်ဖော်ပြထားကြောင်းသိရပါသည်သူတို့ပြန်တော့ရလေဆစတော်ကပြည်သူလူထုကြကနေပေါက်ဖွာခဲ့တာပါအခုလောရက်ကလူထုထားတဲ့ခြေကိုဖန်လိုက်တဲ့သဘောပဲဗျအခုတော့စစ်တပ်ကိုကာကွယ်ရင်းကိုကျိုးစီပွားအတွက်နဲ့ပိုးလူထုကိုပြန်မောင်းထုတ်တဲ့အဖွဲ့ဖြစ်နေပြီလူထုကိုကျေစုကနေပြီဟုဒေတာနေပြည်သူတို့ကပြောဆိုထားပါတယ် ပြန်တို့ပြည်သူစင်များမောင်းထုတ်ခဲ့သည့်ကြေရွာအချို့မှာတော်လိုင်းတပ်ဖွဲ့များထိန်ချုပ်ထားသည့်ကြေရွာအချို့ပါဝင်ပြီးအချို့မှာပြန်တို့ပြည်သူစစ်ကထိန်ချုပ်ထားသည့်ကြေရွာလည်းပါဝင်ကြောင်းအကြောင်းကြားစာပေးပို့ပြီးရဲ့နောက်အချို့ကြေရွာများတွင်သုံးစကားစီနှင့်ပြန်တို့ပြည်သူစင်များကဝင်ရောက်တက်ဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဥအောင်ကမ်တီဖွဲ့စည်းထူထောင်ထားသောပြန်တို့အဖွဲ့သည်1992ခုနှစ်ဧပြီလ17ရက်နေ့တွင် အပြစ်ခတ်ရစေးရေးလက်မှတ်ရေးထိုးခဲ့ပြီး 2009ခုနှစ်တွင်စစ်တမ်းလက်အောက်ခံ PNO PNA အတွင်ပြောင်းပြည်သူ့စစ်နေဖြင့်ပြည်သူ့စစ်ပြောင်းလဲခဲ့ပါသည်ဆလပီတင်ဆက်ပေးခြင်းတဲ့တွင်ကြောင်းလင်ရုံရခိုင်ပြည်နယ်တန်တွဲမြို့နီးသို့ပို့ပြွေပြင်အားလီသနမကိုအစင်ရှိငလျင်လောက်ခတ်ရခိုင်တွင်ရပ်ပေါင်း20ကျော်တွင်အင်အားအသင့်တင်ရှိသောငလျင်နှစ်ကျင်းလောက်ခတ်ခင်စရတဲ့လေးကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်တန်တွဲမြို့နီးအေယာဝတီတိုင်း ရန်အောင်မြို့အနောက်ဘက်86ကီလိုမီတာကွာကိုပို့ပြူ၍ပြင်အားလီသတ္တမကိုအစင်ရှိငလျင်လောက်ခတ်သွားသောအမေရိကန်ငလျင်ဆောင်ကြီးပူမိဗေဒအဖွဲ့ USGS ကသတင်းထုတ်ပြန်ထားပါသည်။ယနေ့ဇော်လ9ရက်နေ့နနက်9:44မိနစ်ချိန်ရခိုင်ပြည်နယ်တန်တွဲမြို့နီးအရာဝတီတိုင်းမြန်အောင်မြို့နယ်၏အနောက်ဘက်86ကီလိုမီတာကွာမြန်အောင်အနက်50ကီလိုမီတာကိုပို့ပြူ၍ရစ်စတာစကေလေးသတ္တမကိုအစင်ဖြင့် အင်အားအသင့်တင်ရှိသည့်မြင်ကလေးတစ်ခုလောက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS ကသတင်းထုတ်ပြန်ထားပါသည်ယနေ့တန်တွဲမြို့နီလောက်ခတ်ခဲ့သောငလျင်ကြောင့်ရခိုင်ဒေသတွင်တည်တည်တသာခံစားရမှုမရှိကြောင်းစစ်တွေးမြို့မှဒေသပြည်သူအချို့ကပြောဆိုထားပါသည်။ငလျင်လောက်တာတော့မသိလိုက်ဘူး။တခါမှတော့ငလျင်ခက်ကြီးကြီးလောက်တာမျိုးတော့မကြုံဖူးသေးဘူးဟုစစ်တွေးမြို့မှအသက်32နှစ်အရွယ်အခြေခံပညာလေးရန်ပြောင်းကျောင်းဆရာမတအူးကပြောဆိုထားပါသည်။ မေလ19ရက်နေ့မြန်မာစံတော်ချိန်နနက်တနားရီ45မိနစ်ချိန်ခန့်တွင်ရခိုင်ပြည်နယ်စစ်တွေမြို့ကြီးအရှိန်အရှိတောင်ဘက်129ကီလိုမီတာကွာရံပြေကျွန်းဤပင်လယ်ရေအောက်အနက်30ကီလိုမီတာကိုဗိုလ်ပြူ၍ Richter scale 5.3အဆင့်ဖြင့်အင်အားအသင့်တင်ရှိသည့်ငလျင်လုတ်ခက်ခဲကြောင်းအမျိုးသားညီညွတ်ရေးဆိုရာကတရင်ထုတ်ပြန်ထားပါရရှင်တတိယတပုတ်အနေနဲ့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ချောင်းနေရတော့ နိုင်ငံတကာတွင်စကောက်စီဘာမှရည်တီထောက်ခံအားပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ပြီးတရုတ်သမ္မတရှီကျင်းဖင်ကိုအနာဂတ်ကမ္ဘာ၏ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဟုမေအောင်လိုင်းမြောက်ပင်ဆွေးနွေးစဉ်လေးကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာစာမျက်နှာတွင်စကောက်စီဘာမှရည်တီထောက်ခံအားပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ပြီးတရုတ်သမ္မတရှီကျင်းဖင်ကိုအနာဂတ်ကမ္ဘာ၏ငြိမ်းချမ်းရေးမြင့်တင်နိုင်သူအဖြစ်အကြံမဲ့စကောက်စာမေအောင်လိုင်းကမြောက်ပင်ပြောဆိုလိုက်ပါသည်။ ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သည့်တရုတ်မြန်မာနိုင်ငံသံတမန်ဆက်ဆံရေး85နှစ်မြောက်စီရင်တွေ့ခန္ဓာတွင်အထပ်ပါတိုင်းထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါသည်မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်၍တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာစာမျက်နှာတွင်ယက်တီထောက်ခံအားပေးလျက်ရှိသည့်အတွက်ကျေးဇူးတင်ကြောင်းတရုတ်နိုင်ငံ၏မိမိတို့နိုင်ငံပေါ်တွင်စင်ဆက်မပြတ်အပြုသဘောဆောင်သည့်ထိတွေ့ဆောင်ရွက်မှုစေကောင်းစေတနာဖြင့်အားပေးထောက်ခံမှုများအတွက်လည်းညှာစာတမှုထားကျေးဇူးတင်ကြောင်းမြန်မာနိုင်ငံကဆိုပါသည် မြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံကဖော်ဆောင်နေသည့်ရဝယ်နေပိုလန်မစီမံကိန်းတရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းများအကောင့်ထည့်ဖို့ရာတွင်အရေးပါသည့်ပထဝီဝင်အနေထားတွင်ရှိနေကြောင်းထို့ကြောင့်အဆိုပါစီမံကိန်းများကိုစော်လျင်စွာအကောင့်ထည့်ဖို့ခြင်းမပြားကြသောစီမံကိန်းများနှင့်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြောက်လိုင်းကပြောဆိုထားပါသည်ထို့ပြင်တရုတ်နိုင်ငံနှင့်ပူပေါင်းဆောင်ရွက်မှုများကိုပုံမှန်နှိုင်းဆိုင်စီရင်တရုတ်ကိုအနီးကပ်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှိချင်းဖြစ်သည်အနာဂတ်ကမ္ဘာ၏ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းရေးနှင့်ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပုံမမြင့်တင်နိုင်မည်ဟုရှုမြင်ကြောင်းထို့ကြောင့်မြန်မာနိုင်ငံ၏အဖြစ်တရုတ်သမ္မတ၏သဘောထားများကိုစိုးစိုးထောက်ခံကြောင်းမြန်လိုင်းကပြောဆိုခဲ့ပါသည်အကြမ်းစကောင်းစီသည်ယခု2025ခုနှစ်ဧပြီလတွင်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဆုံးရှုံးသွားခဲ့သောလာရှုမျိုးကိုတရုတ်၏ဂျာဝင်မှုဖြင့် MNDA ထံမှပြန်လည်တောင်းယူနိုင်ခဲ့ပြီးအခြားဆုံးရှုံးသွားသောမြို့နယ်များကိုလည်းတရုတ်၏စစ်ဆင်မှုများဖြင့်ပြန်လည်တောင်းယူရန်စူးစားလျက်ရှိသည်ကိုမြင်တွေ့ရပါသည်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလည်းကတော့စစ်ကောင်စီရဲ့အတွက်လက်နက်ဝယ်ယူပေးနေသည့်ပွဲစားနိုင်ထောင်ကမဟာမြမူနီဖျားစီတို့ရွှေသုံးဘိတ်သားနှင့်ချက်သိန်း26000လူတန်းမူကုသိုလ်ဌာနမမြောက်သောဘာသာရေးခုတုံးလုံးမှုဒါဖြစ်ဟုဝေဖန်ဆွဲတဲ့ရင်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပြည်သူလူထုကိုတက်ဖြတ်နေသောဂျမန်စကောင်စီအတွက်လက်နက်ခရဲများဝယ်ယူပေးနေသည့်ပွဲစားနိုင်ထောင်ကမန္တလေးမဟာမြင့်မှုနေဖျားကြီးသူရွှေတုံမိတ်သားနှင့်အချက်သိန်း၂600လူရန်မှုမှကုတ္တဒါနာမမြောက်သောဘာသာရေးခုတော်လုံးမှုအဖြစ်နယူးတော်လန်ရေးဘာသာပေါင်းစုံကိုရမ်းမဆရာတော်ဦးဝရမကဝေဖန်မင်းကြားလိုက်ပါတယ်။ဇွန်လ9ရက်နေ့မန္တလေးမဟာမြတ်မှုနေဖရာသောလက်နက်ပွဲစားနိုင်ထောင်အောင်နှင့်မိမဝေဝေရင်ရွှေသားသုံးပိတ်သားနှင့်ငလျင်ကြီးကြောင့်ပြည့်စည်ခဲ့သည့်အရှိဆောင်တန်း ခါပြက်ပြတ်တဲ့နေကျောင်းတော်ကြီးတိုင်း6တိုင်းတိစာပြပြင်းရန်အတွက်ချက်သိန်း26000လူတန်းခဲကြောင်းသိရှိရပါသည်ပြည်သူကိုတက်ဖြည့်ရရင်အုံပြနေသည့်လက်နက်ခဲရများတင်သွင်းစီပွားရှာနေသောလက်နက်ပွဲစားကဖျားပြပြင်းရန်ဝေလူတန်းချင်းမှာဒါနာကုသိုလ်မဖြစ်ကြောင်းရည်လူတမ်းမှုမှာတိုင်းသူပြည်သားများကိုလှည့်ဖြားရန်ဘာသာရေးခုတော်လုံးမှုသားဖြစ်ကြောင်းຫນွေဦးတော်လှန်ရေးဘာသာပေါင်းစုံခွင့်ရမှာဆရာတော်ဦးဝရမကမှတ်ချက်ပြုမိန့်ကြားထားပါတယ်။ တနည်းပြောရရင်ဖာကူတော့မှမဖြစ်နိုင်တဲ့လှည့်ဖြားမှုပုံတိုင်းသူပြည်သားတွေကိုလည်းလှည့်ဖြားတယ်သူတို့ချင်တဲ့အချိုးစီပွားကိုဘာသာရေးခုတော်လုံးမှုဖြစ်တဲ့အတွက်ကြောင့်မလို့ကုသိုလ်ရဖို့နေနေတသားမူလအခြေခံတဲ့စိတ်ကိုကလညာတဲ့စိတ်ဖြစ်နေရပုံဒါကအချိုးစီပွားကိုအခြေခံနေဘာသာရေးကိုအသုံးချတဲ့ဗုဒ္ဓရဲ့ပုံရိပ်ကိုပါထပ်ပြီးတော့ခုတော်လုံးတဲ့ဆိုတော့ကုသိုလ်ဆိုတာဘလုံးမှမဖြစ်နိုင်ပါဘူးတခုတော့ရှိရပုံသူတို့ရဲ့အချိုးစီပွားရဲ့ပြည်သူလူထုကိုလည်းဖြားချင်းရင် အာနာရှင်ရဲ့အလိုချရဲဆိုတဲ့လောရဲ့အနေနဲ့ကတော့တိုင်းသူပြည်သားကိုပိုလဲ့ဖြားလို့ရပါတယ်။တနည်းပြောရရင်တော့သူတို့စီဝါပို့ဖြစ်မယ်အာနာရှင်ပို့အလုံးလုံးလို့ကောင်းမယ်ဆိုတဲ့အခြေအနေကိုပဲရရှိမယ်လို့ဦးစင်းအနေနဲ့ကတော့မြင်ပါတယ်။နေဦးတော်လန်ရင်ဘာသာပေါင်းစုံကွန်ရက်ဖွဲ့မှဆရာတော်ဦးဝရမကပြောကြားထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပါရစေအားလုံးပဲကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်